မင်္ဂလာပါခင်ဗျာ2022ခုနှစ် AB လ30ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေ့ဘူးချိန်များမှာချင်းမီနယ်မှာ AB လရဲ့ပုံမှန်ဘူးချိန်ထက်6ဒီဂရီဆယ်စီယပ်ကချင်းမီနယ်နဲ့စကိုင်းတာကြီးမှာ AB လရဲ့ပုံမှန်ဘူးချိန်တို့ထက်3ဒီဂရီဆယ်စီယပ်မှ4ဒီဂရီဆယ်စီယပ်အထိနဲ့ အေရဝတိုင်းသာကြီးမကွေးတိုင်းသာကြီးမိုင်းတိုင်းသာကြီးနေပြီးတော့ချက်မီနယ်မြောက်ပိုင်းတောင်ပိုင်းနဲ့မွန်ပြည်နယ်တို့မှာအေဗီလာရဲ့ပုံမှန်မူကျင်းတို့ထက်1ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးချက်မီနယ်ခြေပိုင်းမှာအေဗီလာရဲ့ပုံမှန်မူကျင်းအောင်1ဒီဂရီဆယ်စီယပ်ရောင်းနေခဲ့ကကျန်တိုင်းသာကြီးနဲ့ပြည်နယ်တို့မှာအေဗီလာရဲ့ပုံမှန်မူကျင်းခန့်သာရှိခဲ့ပါတယ်မြို့လိုက်ထူကြတဲ့နေ့မူကျင်းများမှာကံကောမြို့မှာ55ဒီဂရီဆယ်စီယပ် မြင်းကြံမြို့မှာ43ဒီဂရီဆယ်စီယံနဲ့ဘာမင်းကင်းမြို့ မုံရွာမြို့ကျေးမုံမြို့မြင်းမူမြို့ညောင်မြို့ချောင်းမြို့မင်းဘူးမြို့မကွေးမြို့နဲ့တောင်လင်းကြီးမြို့တို့မှာ42ဒီဂရီဆယ်စီယံစီတို့ဖြစ်ကြပါတယ်။မှတ်သားဝယ်ရာမိုးအချိန်များမှာဘိုးကုန်းမြို့မှာ၄တဒမ၄ကိုလမမိုးမိန်မြို့မှာ၁တဒမ၁တုံညာလမလားရှုံမြို့မှာ၃ညတဒမ၈တုံးလမ ကမ်ဘလူမြို့မှာ၃ညတတမ84လက်မနဲ့ကတားမြို့နယ်တတအုပ်လေကြောင်းမိုးလေဝသတို့မှာ၃ညတတမ81လက်မစီတို့တိုင်းထွာရရှိခဲ့ပါတယ်။မိုးရေချိန်စံချိန်တည်းအနေနဲ့ကတော့ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာကြများရာမိုးကုတ်မြို့မှာ134မီလီမီတာ၄တတမ၄ကိုလက်မဖြစ်ပြီးရခင်စံချိန်ဟောင်းမှာ89မီလီမီတာ၃တတမ၄3လက်မဖြစ်က2014ခုနှစ်ဧပြီလ28ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်။ ဒီကနေ့နေ့လည်းတနားရီခွဲချိန်မိုးလေဝသဂျိုလူမှာဖမ်းအောင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတည်ရင်တင့်တင့်မှာတိမ်ထူတက်နေပြီကြံဘင်္ဂလားပင်လယ်အော်မှာတည်ရင်နှဲငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့မြဝကျုံမော်ဒီတာဒီမှာတည်ရင်နှဲငယ်ဖြစ်ထွန်းနေပြီကြံဒေတာတွေမှာတည်ရင်တင့်တင့်မှာတိမ်ထူတက်နေတာကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံအရှေ့ပိုင်းဒေတာတွေမှာလေပြာရောင်းနေနေပါတယ်အခုဆက်လက်ပြီး င်္ဂလားပင်လယ်ရောခြေနေများကိုတင်ပြပါမယ်။ဘင်္ဂလားပင်လယ်ရောခြေနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရောတောင်ပိုင်းတို့မှာတင်ရတင့်တင့်မှာအသိမ့်ထူတက်နေပြီ။ကြံမင်္ဂလားပင်လယ်ရောမှာတင်ရနှဲငယ်ဖြစ်တော်နေပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းနှဲငယ်မှာလှိုင်းတင့်တင့်ရှိပါမယ်။လှိုင်းမြင်မှာမြမကန်ဦးနဲ့တချောင်းနဲ့ကန်းလုံးပင်လယ်ပြင်တို့မှာ၄ပေမှာ၇ပေခန့်ရှိနိုင်ပါတယ်။မနက်ဖြန်တဲ့နေ့ထိခမ်းမန်းကြက်များအနေနဲ့အရော ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာအနှံ့ပြကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်သခိုင်းတာကြီးထပ်ပိုင်းမန္တလေးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့သခိုင်းတာကြီးအောက်ပိုင်းချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမကိုတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပြီးနေပြီးတော့ရခိုင်ပြည်နယ်နဲ့အေရဝတိုင်းဒေသကြီးတို့မှာတင်ရတင်တင်ဖြစ်တော့မှာမယ် အခုဆက်လက်ပြီးမနက်ပြန်အတွက်တိုင်းဒေသကြီးနှင့်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနှင့်ဇလားပြည်တာခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။ နေပြည်တော်နဲ့ဤတော်အတွက်မနေ့ပြန်တဲ့နေ့ထီမိုးလေဝသအခြေအနေခတ်မှန်းချက်မှာတည့်ရတင်းတင်းဖြစ်တော်မှာမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်စီယပ်100ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ28ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတော်အတွက်မနေ့ပြန်တဲ့နေ့ထီမိုးလေဝသအခြေအနေခတ်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်စီယပ်100ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ 28ဒီဂရီဆက်စီရဲ့81ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ပြန်တဲ့နေ့ထီမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ39ဒီဂရီဆက်စီရဲ့102ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ28ဒီဂရီဆက်စီရဲ့82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်အနေနဲ့ကတော့နေပြီးတော့မန္တလေးတိုင်းဒါကြီး၊စကိုင်းတိုင်းဒါကြီး၊ဘကိုးတိုင်းဒါကြီး၊ရန်ကုန်တိုင်းဒါကြီး တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမှ နေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနှစ်နာရီကျင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပိတာသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ။